ပိတ်စတွေပြောင်းမယ်မဖြစ်အောင်လို့ဒီအိတ်ကလေးကိုချုပ်ပြထားတယ်ဒီဗီဒီယိုလေးစအောင်ကြည့်လိုက်ရင်နားလည်မှာပါဒီချဲဒီမှာပတန်ပေါ့နော်ပတန်ကိုပြပေးမယ်အဲပတန်ကိုပြပေးမယ်ဆိုတဲ့အခါကျတော့ပတန်ကဒီမှာဒီချဲတို့ကနော်ဒီလိုဒီလိုအရှည်က16စင်တီရှိတယ်နော်ဒီလိုက17စင်တီရှိတယ်အဲဒီအဝိုက်လေးတွေကျတော့ဒီချဲကဒီမှာ၄စင်တီစီယူထားတယ်နော် အဲမိမိရတကယ်လို့သေးကျင်နေဆိုလဲမိမိသဘောကြိုက်တယ်လို့လုပ်လို့ရတယ်ဒီအလဲဆက်တဲ့ဟာကြတော့ဒီအလဲဆက်တဲ့ဟာကြတော့ခြေကဒီမှာနှစ်စင်တီပဲယူထားတယ်နော်ဆိုတော့အဲ့တော့ဒီခြေတို့ကဒီမှာဒီရှေ့ချမ်းတစ်ခုကိုပဲပက်တန်ဖြတ်မယ်နော်တကယ်လို့မိမိရဟာ plastic ရှိတယ်ဆိုလို့ရှိရင်လည်းဒီပက်တန်တစ်ခုလုံးကိုဖြတ်ထားလို့ရတယ်ဒါပေမဲ့လို့ခြေတို့ပိတ်ဆဖြတ်ဖို့အတွက်ကြတော့ရှေ့ချမ်းတစ်ခုပဲအဓိကလိုအပ်တယ်ဆိုတာလေးကိုရှင်းပြပြမယ် နော်ရှေးချမ်းရဲ့နောက်ဒီအလဲဆက်တဲ့ဟာလေးဒီနှစ်ခုအဓိကလိုအပ်တယ်နော်ဒါဆိုလို့ရှိရင်ပတန်ကွက်ကိုဆွဲလို့ရပြီအာဒီမှာဒီချက်နော်ဒီအကောင်လေးတွေနဲ့ပတ်သက်ပြီးတော့ပေါ့နော်ရုပ်ကလေးတွေပါတဲ့ဟာလေးတွေနဲ့ပြောပြပေးမှာဟုတ်လားအာဒါလေးကိုဒီချက်တော့ဘယ်လိုချုပ်ရမလဲဘယ်လိုဖြတ်ရမလဲဆိုတဲ့အခါကြလို့ရှိရင်ဒီချက်တော့ကဒီမှာအယုတ်ကသူကတဲ့တဲ့ရှိတယ်အတဲ့တဲ့ရှိတဲ့အခါကျတော့ချက်တော့ဒီဟာကိုနှစ်ဖက်တွေလိုခောက်လိုက်တယ်ဆိုလို့ရှိရင်ဟုတ်လားသောသောကဒီမှာဒီလိုတဲ့တဲ့ရတော့မှန်သွားပြီ ဒါပေမဲ့ဒီလိုပြန်လှည့်လာတဲ့ချိန်ကဒီအောက်ဘက်ကဇောက်ထိုးဖြစ်တဲ့အဲအဲ့ဒါကိုမဖြစ်အောင်ကျေတို့ဘယ်လိုညှက်မလဲညှက်မဲ့အခါကျတော့ကျေတို့ကဒီမှာတွေ့လာနော်ပထမတစ်ပိုင်းကိုဒီလိုဖြတ်မယ်ဒီပတန်ကိုကျေတို့နှစ်ပိုင်းလုံးရမယ်ဆိုပထမတစ်ပိုင်းကိုဒီလိုဖြတ်မယ်ချုပ်စာတွေအကုန်ထားရမယ်ပြီးတဲ့အခါကျတော့ကျေတို့ဒီအလဲဆက်တဲ့ဟာအလဲဆက်တဲ့ဟာကိုဒီမှာထားရမယ်နော်ဒီအလဲဆက်တဲ့ဟာလဲချုပ်စာဒီမှာဒသမ9ပဲရှိရအောင် ပြီးတော့မှတကယ်တော့ဒီဒုတိယအနောက်နောက်ဘက်ကအကောင်နောက်ဘက်ကအကောင်ကိုတကယ်တော့ဒီလိုလုံးလို့မရအောင်ဒီလိုဆက်ရမှာအဲ့တော့အခုဒီမှာတကယ်တော့ပထမတစ်ပိုင်းရှေ့တစ်ပိုင်းပေါ့နော်ရှေ့တစ်ပိုင်းကိုတကယ်တော့ချုပ်လိုက်ပြီရှေ့တော့မယ်နော်အဲ့ရှေ့တစ်ပိုင်းချုပ်ပြီးသွားတဲ့အခါကျလို့ရှိရင်တကယ်တော့နောက်တစ်ပိုင်းကိုလာမယ်နော်ဒီအနောက်ဖက်တစ်ပိုင်း နော်ဒီအနောက်ဘက်တစ်ပိုင်းအနောက်ဘက်တစ်ပိုင်းကျတော့ဒီချေတို့စစောကပြောသလိုပေါ့နော်ဒီလိုသွားရမယ်တဲ့လားနော်ဒီလိုသွားရမယ်ဒါမှဒီချေတို့ကဒီလိုလှဲ့တဲ့အခါကျတော့ဟိုဘက်ဒီဘက်မှာတွေ့လားအတဲ့ဖြစ်မယ်အဲအဲ့ဒါအရန်တတိထားရတယ်နော်အဲ့တော့အခုဒီမှာနောက်ဘက်ကိုချေတို့ချုပ်တဲ့အခါမှာအပြောရမယ်ဆိုလို့ရှိရင်ဒါလေးတွေကတစ်ခါတလေမှမထင်မှတ်တဲ့အရာလေးတွေပေါ့နော် ကိုယ်တတိမထားလိုက်တာလည်းဖြစ်ချင်းလည်းဖြစ်နိုင်နေပေါ့ဒါလေးတွေဖြစ်တတ်တယ်ဖြစ်တတ်ပြီမဲ့လို့ကျေတို့ဒီတတိထားပြီးတော့လုတ်သွားတယ်ဆိုရင် ရတယ်ဆိုတာလေးကိုတစ်ချက်ကပြပြခြင်းလားเนาะအဲ့တော့ခုဒီမှာကျေတို့ဒါလေးတွေနဲ့ကန်ထားမယ်ရောပိတ်စာမှာပြေးအောင်ပေါ့เนาะအဲ့တော့ခုဒီမှာချုပ်စာဒသမ9เนาะ ဲ့တော့ခုဒီမှာကြည့်ရှက်ပြရမှာမတည်လားဒီလိုဖြစ်သွားရင်ဖြစ်သွားတဲ့အခါကျရေတို့ကဒီဟာကိုဒီလိုအိတ်ချုပ်တော့မယ်ဆိုတော့ဒီမှာကြည့်ဒီဘက်လည်းအတဲ့ပဲဒီဘက်လည်းအတဲ့ပဲအဲ့တော့ခုဒီမှာဒီရေတို့နော်ဟော်အလှပိတ်ရယ်ဟော်ရယ်အတွင်းခံပိတ်ရယ်နော်အတိကြီးချုပ်တယ် เนาะအဲ့တော့ဒီမှာအချီချီနေတည်ပြီเนาะ1 2 3 4 5လောက်กว่าเนาะ5လောက်กว่าပြီးတော့ဒီလိုဒီမှာဒီအနောက်ကနေဒီလိုဆွဲတင်ပြီးတော့ဒီလိုဆွဲသွားတယ်အဲ့တော့ဒီမှာတွေ့လာကျစ်သွားပြီเนาะဒီဟာလုံးဝပြီးမထွက်နိုင်တော့အချီသေးအောင်ပဲကြောက်အဲ့တော့အခုဒီမှာဒီချက်ဟိုဟာချုပ်ပြပေးမယ်เนาะ ဒီအနောက်မှာကျတော့အကူအချီအထုံးကိုဖွဲ့ရအောင်နာနော်ဝင်သွားပြီလို့ကိစုပ်ပြီးဖြတ်သွားရင်သွားတာဝင်သွားပြီမနာပြီကျတော့အဲ့တော့အခုဒီမှာဒီကျတော့ကဝေးတင်းချုပ်တဲ့အခါကျတော့ဘယ်လိုချုပ်မလဲဆိုရင်ဒီမှာအယုတ်ဘေးမှာသူကဒီလိုဟွာလေးရှိတယ်။ line လေးရှိတယ်။ ီ line ကိုပဲဒီချက်လို့ချုပ်မယ်နော်ဒီ line ကိုပဲဒီချက်လို့ချုပ်သွားမယ်အဲ့တော့ချုပ်သွားတဲ့အခါမှာရေရိုးကဒီမှာဒီ line ကနေပဲလို့သွားပြီးတော့ပြီးတော့ဒီဘက် line နဲ့လို့ပဲပေါင်းဘာကြောင့်လဲဆိုတော့အယုတ်ကမကြီးတဲ့အတွက်ရေရိုးကအများကြီးလိုက်ချုပ်စရာမလိုအဲ့တော့အခုဒီမှာဒီရေရိုးကစပြီးဒီမှာအချီကိုအနောက်ကနေထည့်လိုက်ပြီးတဲ့တဲ့ဝင်နေနော်ပြီးရင်တဲ့တဲ့ပြန်ထွက်တယ် အဲ့တော့တကယ်တို့ဒီမှာကွေတင်ပြီးသွားပြီကွေတင်ပြီးသွားတဲ့ခါကျရင်ဒီဘေးကိုတကယ်တို့အတီကြီးတစ်ခေါက်ချုပ်မယ်ပတန်အတိုင်းပေါ့နော်ပြီးတော့မှတကယ်တို့ပတန်ကိုဖြတ်ထုတ်မယ်နော်အတိအကျဖြတ်ထုတ်မယ်ဒီအတီကြီးချုပ်ထားတဲ့ဟာလေးကိုမထိစေနဲ့နော်

လိုတောက်ချောက်ကျဲတော့ကော့လာပြီးတော့အဲ့အဲ့တော့အခုဒီမှာဒီကျဲတော့နော်အကုတ်ကုတ်ပြီးသွားပြီတွေ့လားဒီကျဲတော့အကုတ်ကိုဒီမှာတွေ့လားနော်ဒီလိုအတွင်းကိုပြန်ထည့်ပြီးတော့ပြင်အကလေးတွေနဲ့လေးစစ်စစ်ကလေးထိုးထားရမှာနော်ဘာဖြစ်လို့လဲဆိုတော့ဒီ ကွက်ကန်ဒီလိုကွက်တဲ့အချိန်မှာချော်ထွက်တဲ့ချော်ထွက်သွားတဲ့ခါကျရင်ကျလို့ရှေ့မှာတွန့်သွားရနော်အဲ့လိုတောက်လျှောက်လို့ပါအဲ့တော့အကုတ်ကိုဒီချက်လက်ချုံနဲ့ချုပ်ပြပေးမယ်နော်ဒီမှာဒီချက်တို့တွေ့လား ပင်အကလေးတွေကိုလေတိကျထိုးထားရတယ်။ဒါကြောင့်လဲဆိုတဲ့ခါကျတော့ကျတော့ဒီမှာအကွက်ကယော်ရီယော်ရဲဖြစ်လို့ရှိရင်အရှိမတွန့်ပြီးတော့လိုက်နော်အဲ့ဒါလေးကိုသတိထား။အဲ့တော့ဒီကျတော့ဒီမှာဒီဟာလေးကချုံရိုးပြောက်ချုပ်တာနော်ချုံရိုးပြောက်ချုပ်တဲ့ခါကျတော့ဒီမှာဒီကျတော့က55ဒီဂရီစောင်းပြီးတော့ထွက်တယ်။ငါတက်လာ။နော်ဒီလို55ဒီဂရီစောင်းပြီးထွက် အန်တီချယ်လို့ဒီမှာနော်ပြီးသွားပြီဟုတ်လားအကိုချုပ်ပြီးသွားပြီအကိုချုပ်ပြီးသွားတဲ့ခါကျတော့ကျတို့ဒီမှာစစ်တက်မယ်နော်စစ်တက်တဲ့ခါကျတော့ကျတို့ဒီမှာစစ်ကစစ်ကိုလည်းအလေညှိရမယ်ဒီဟာကိုလည်းအလေညှိရမယ်နော်အလေညှိပြီးတော့မတက်မယ်အဲ့တော့ဒီမှာကျတို့အလေညှိပြီးတော့อืม ဲ့တော့အခုဒီမှာဒီချေတော့တွေ့လာเนาะအတိကြီးချုပ်ပြီးသွားပြီစစ်ကိုအဲ့တော့အဲ့တော့စစ်ကိုချုပ်မယ်စစ်ကိုချုပ်မယ်ခါကျတော့ချေတို့ကဒီမှာစစ်မှာတွေ့လာဒီအပေါ်အပေါ် line လေးစစ်မှာပါပြီးသားအဲ့ဒီ line ကိုအရင်ချုပ်เนาะအဲ့တော့အခုဒီမှာဒီချေတို့ဟင်းရပြီ အဲ့တော့ဒီအပေါ်က line လေးကိုအရင်ချုပ်မယ်ဆိုတော့ကျေတော့ဒီမှာဒီလိုဝင်နော်နော်မနောက်ပြန်နေပဲချုပ်တာသိလား ဒီရှင်တို့ဒီမှာပြီးရနေပြီเนาะဒီအဆုံးရောက်ခံနေပြီအဲဒီကိုရောက်လာတယ်เนาะဒီကိုရောက်လာတဲ့အခါကျတော့ကျွန်တော်ကမလုပ်မလဲဆိုတော့ဒီဘက်ကိုဆက်ပြီးတော့လာမယ် နော်ဒီအောက်ဖက်ကိုအောက်ဖက်ကိုနာမ်အဲလာတဲ့ခါကျဒီအောက်ဖက်ကျတော့ဂျေရူကခက်ကြဲကြဲပဲသွားပြီနော်မခက်ကြဲကြဲပဲတွေ့လားဦးပထမတစ်ခေါက်ချုပ်တယ်လို့စိတ်ဆရာမလို့တော့ဒါလားခက်ကြဲကြဲလေးတွေပဲသွားတယ်မှတ်တယ်လားနော် Lalu aku di B apa aku P no? Nah. Hmm, iya apa aku dia kata raja lima ီနားလေးက3စင်းလောက်ချုပ်ပေးเนาะပြီးတော့ဒီမှာတော့ရှောင်းရှောင်းတဲ့တဲ့ဝင်မယ်เนาะအပေါက်ပိတ်တဲ့အခါကျရင်တဲ့တဲ့ဝင်မယ်တဲ့တဲ့ပြန်ထွက်မယ်အဲ့ဒါမှဒီရှောင်းတို့ဒီအပေါက်ကလေးတွေကညီတယ်နမို့ဆိုလို့ရှိရင်နည်းနည်းလေးချော်သွားတာနဲ့သူကဘာဖြစ်သွားလဲဆိုတော့အပေါက်ကလည်းချော်နေတယ် အာဒီ share တို့ဒီမှာเนาะဒီဒီနေရာလေးကိုပိတ်မှာပေါ့အဲဒီနေရာပိတ်မဲ့အခါကျ share တို့ကဒီမှာအထဲမှာဆက်ထားတဲ့အတွက်အထဲကိုလည်းကြည့်ရတယ်เนาะအထဲကိုကြည့်ပြီးတခြားနှိပ်ပြီးတော့มาပိတ်ရမှာเนาะအဲ့တော့အခုဒီမှာစပြီးချုပ်တဲ့အခါကျတော့ share တို့ဒီအနောက်ပြန်နေပဲเนาะအနောက်ပြန်နေပဲကောင်း ရှေ့နောက်ကိုလေရှေ့နောက်ကိုညီအောင်ညီနော်နောက်မို့ဆိုရင်ရှေ့ရတဲ့ကြောင်နောက်ကတဲ့ကြောင်ထွက်နေတယ်မလှအောင်အဲ့တော့အခုဒီမှာဒီချက်နော်ပြီးသွားပြီဒီအိတ်ကလေးကိုဒီမှာကြည့်အထဲမှာလဲနော်မကြည့်အထဲမှာတချက်တို့ချုပ်ပြီးသွားပြီဆိုတော့အထဲမှာချုပ်ပြီးသွားပြီဆိုတော့ဒီအိတ်ကလေးကဒီချက်တို့ကအာပြောရမယ်ဆိုလို့ရှိရင်ဒီရှဲကလေလွန်ခဲ့တဲ့၄နှစ်တည်းကလေဒီအိတ်ကလေးကိုချုပ်ခဲ့ပြီးပြီးသား เนาะဒါပေမဲ့လို့အဲ့ဒီအချိန်လုံးကဒီကျတော့ကဘာဖြစ်လဲဆိုတော့တနားကြီးကြောကြတယ်အဲ့ဒီအချိန်လုံးကလက်ချုပ်ပေါ့လက်ချုပ်တနားကြီးကြောကြတဲ့အခါကျတော့ Facebook က15မိနစ်ထက်ကြော်လို့မရဘူး15မိနစ်ကြော်သွားရင် तू ကအတာမပေးတော့ဘူးเนาะဆိုတော့အဲ့တော့ YouTube မှာတော့ရတယ်ဒါကြောင့်မလို့အခုဒီချဲကဒီဥစ္စာကိုဆက်ချုပ်ကောလက်ချုပ်ကောကိုချုပ်ပြီးတော့ဒီချဲပြသွားတယ်ဒါမှကျေလို့ page မှာလည်းကြည့်လို့ရအောင်လို့เนาะ တော့အဲ့တော့အခုဒီဟာလေးကတကယ်တော့ကတော့ဟလာဒီထိုင်းမှာဆိုလို့ရှိရင်တော့ဒါလေးကအကျွေထဲမှာပေါ့လေနော်အဲ့တော့တကယ်လို့ရန်ကုန်မှာဆိုလို့ရှိရင်တော့အဲပတ်စံနည်းနည်းပါးပါးထည့်ပြီးတော့အောက်ဆင်းဈေးဝယ်တာတို့ဘာတို့ထည့်လို့ရတယ်ဒါမှမဟုတ်ရင်ဒီနှက်ချက်ကလေးတွေထည့်သိမ်းလို့ရတယ်ပေါ့နော်အဲ့တော့ကိုအဆင်ပြေသလိုပေါ့အဲဈေးကဒီချဲ30စင်တီတတ်ထားပေးတယ်နော်အဲ့ဒါဆိုရင်ဒါလေးပြီးသွားပြီအဓိကဒီချဲချုပ်ပြတာဘာလဲဆိုတော့ကျေလို့ဒီပိတ်ဆနော်ပိတ်ဆကိုဆက်တက်အောင်လို့ ရှေ့နဲ့နောက်နဲ့ကိုဇောက်ထိုးမဖြစ်အောင်လို့ဖြစ်အဓိကချုပ်ပြပေးခြင်းဖြစ်ပါတယ်เนาะအဲ့တော့ကျေးဇူးတင်ပါတယ်ရှင်နိုင်စမိတ်အနီလာကွေးပါရှင်